အားလုံးပဲမင်္ဂလာပါနီစန်ချမ်းသာတင်နန်းကြောင့်နေကျေးဇူးလိုက်ပါတယ်ဒီနေ့အတွက်အန်တူရဲ့ grammar နံပါတ်29ကိုရှင်းပြပေးမှာဖြစ်ပါတယ်29ရဲ့30ရဲ့ပါသူရဲ့ grammar ပထမဆုံး grammar ကတော့ဘာကာရီကာဆိုတဲ့ grammar ပတ်တန်ဖြစ်ပါတယ်တာမကဆိုတဲ့အဓိပ္ပာယ်မြင်ရလားမြင်ရပါတယ်နော်အဲအဲ့ဆိုတာမကဆိုတဲ့အဓိပ္ပာယ်အဲ့ဘာကာရီကာဆိုတဲ့တာမကဆိုတဲ့ grammar ပတ်တန်က n3 ရဘာနဲ့သွားတူလဲဆိုလို့ရှင်ဘာကာရီဒေနာခုနဲ့သွားတူလဲသိလားဘာကာရီဒေနာခုကျွန်မဒီမှာလည်းရေးပြထားပါတယ်ဘာကာရီဒေနာခုနဲ့သွားတူတယ်သူရဲ့အဓိပ္ပာယ်ကကြတော့ဧတာမက BDC တွေလည်းပဲရှိတယ်ဆိုတဲ့အဓိပ္ပာယ်ပါဧတာမ ကပြည်ရေးစီလည်းပဲရှိတယ်ဥမာအဖြစ်ကွာအာဘယ်လိုပုံစံမျိုးလဲဆိုရင်စစကဂျပန်သာသာမကအတင်းဂျပန်သာသာမကအင်္ဂလိပ်ဘာသာရောပြင်သစ်ဘာသာရော ပြောနိုင်တယ်အဲ့လိုပဲဟောပြီနော်အဲသူကသဘောကောင်းရုံသာမကကလေးတွေကိုလည်းချစ်တတ်တယ်အဲအဲ့လိုပုံစံမျိုးအီတာမကဘီလဲရှိတယ်ဒါမှမဟုတ်ဘီရေးစီတွေဒီတွေအီတွေအက်ဖ်တွေအဲ့လိုမျိုးလည်းရှိပါတယ်လို့အများကြီးဆင်ပြီးတော့ပြောချင်တဲ့အခါမှာသုံးလို့ရတယ်အဲသူကကြတော့နောင်ဘကာရီကာပေါ့နောက်ထပ်တစ်ခုကကြဖူစုကေလိုက်တယ်အဲဖူစုကေကိုဘကာရီကာကတ်လိုက် ုံပဲဒါပေမဲ့အဲ့နေရာမှာချင်းချက်နေနေက နာအဲ့ကြည့်တဲ့ဆိုရင်နာရဲ့ဓာတ်ကိုဖြုတ်ပြီးတော့ခါကြနာပြန်ကတ်ပြီးတော့ဘကာရီကလည်းတုံးလို့ရတယ်လို့နာမကတ်တော့ဘူးဆိုရင်လည်းဒေအားရူဘကာရီကလို့တုံးလို့ရတယ်။နောက်ဆိုရင်လည်းနောင်းကိုဓာတ်ဖြုတ်ဓာတ်ဖြုတ်ပြီးတော့ခါကြတော့ဒေအားရူပေါင်ပြီးတော့ဘကာရီကကတ်ပေးရမှာဖြစ်ပါတယ်။သူကတော့စာရေးသားပုံစံဖြစ်ပါတယ်။ကဲအားဆိုလို့ရှိရင်အီတာမကတ်ပြီးဒီစီလည်းပဲရှိတယ်ဆိုတဲ့ဟာလေးကိုရထားရင်ရပြီနော်။ကဲအားဆိုစပြီးတော့သွားမယ်။အကြည့်ပြန်တော့သွားရအောင်။ကျောင်းဝကကျော်ဝဆိုတော့ဘယင်မကဆိုလို့ရှိရင်ဥစုကုရှိဘကာရီကဘယင်မကလှပယုံတာမကခခုတို့မစိတ်နှလုံးသား လည်းပဲရာစရှိခတ်တာကျင်နာခဲ့ပါတယ်။ အဲ့ဒါကိုထပ်ပြီးတော့ထပ်ပြေးလို့ရတယ်။ဘယံမကလက်ပယုံသားမကစိတ်နှလုံးသားလေးဂျင်နာယုံသားမကဂျင်နာပြီးအဲ့ဘောက်ကကြာဘာလုပ်လို့ရသေးလဲဆိုလို့ရှင်တိုင်းပြည်ကိုကောင်းမွန်စွာအုပ်ချုပ်ပြီးတော့ကကြတော့အာအုပ်ချုပ်ခဲ့ပါတယ်ပေါ့။အဲ့အဲ့လိုပုံစံမျိုးသူကအနောက်ကနေပြီးတော့အများကြီးထက်ထက်ထည့်ပြီးတော့ပြောလို့ရတဲ့ပုံစံဖြစ်ပါတယ်။အေးသားမကလက်ပယုံသားမကဒီလိုလေးဖြစ်တယ်ပေါ့။နမနေ့နိဗ္ဗာန်ကိုသွားပါမယ်။အဲတာကြီးမဆန်းစင်းတော်ဆစ်စမေယွာဆရာတာကြီးမရဲ့ရှင်ပြချက်ကဆိုလို့ရှင်ကိုတော့မွန်နီမိုကလေးတွေကိုလည်းပဲဝါကရီယာစီဘာကရီက ကလေးတွေကနားလေယုံတာမကဟုတ်ပြီနော်ဟီဂျောနီအလွန်အမင်းကိုအိုမိုရှိုကုတေစိတ်ဝင်စားစရာကောင်းပြီးတော့ကကြတော့တာမဲနီနာရုတာမဲနီနာရုဆိုရဲစကဲလုံးကယာခုနီတဆနဲ့အတူတူပဲဟုတ်ပြီနော်တာမဲနီနာရုကယာခုနီတဆအဲ့ဆိုအလွန်အမင်းကိုအတုံးဝင်နေခဏလေးနော်ကျွန်မနည်းနည်းလေးစက်တင်လေးပြန်ချိန်ခြင်းနေအလွန်အမင်းကိုအတုံးဝင်နေဆိုရဲအတိပယ်လေးဖြစ်ပါတယ်ဒါဆိုလို့ရှိရင်ရမယ်နော်စာလုံးကနည်းနည်းကြီးနေတော့ screen ထဲကိုအကုန်ဝင်အောင် အဲ့ဆိုရင်ဒါရမယ်နော်အရန်ကိုအသုံးဝင်နေပေါ့အလွန်မင်းအသုံးဝင်နေကဲအဲ့ဆိုရင်သူ့ရဲ့ရှင်းပြချက်ကနားလွယ်လွယ်ယုံသားမကအလွန်မင်းအသုံးဝင်နေပေါ့အဲ့ဒီပုံစံမျိုးစမ်းပန်အောင်သွားပါမယ် ဆမ်မန်ကတုံမသားကြီးဘက်ကရီကတငယ်ချင်းနေတာမကအိုရကျော်တိုင်မို့အိုရကျော်တိုင်ဆိုတော့ကကြတော့မိပညီအကိုမောင်နှမဒီတောင်မှခရင်းတော်သူ့ရဲ့ဟုတ်ပြီနော်ခရင်းတော်သူ့ရဲ့အီဘာရှော့အီဘာရှော့ဆိုတာဘာကိုပြောချင်တာလဲတရှိနေတဲ့နေရာပေါ့သူနေနေတဲ့နေရာကိုရှိတာနိုင်မသိဘူးအဲဆိုရင်တငယ်ချင်းနေနေတာမကသူ့ရဲ့ညီကိုမောင်နှမတွေကဆွေမျိုးတွေကဘာတွေကညာတွေကအကုန်လုံးမသိဘူးပြောလို့ရတယ်နောက်ထပ်ထပ်ဖြည့်ခြင်းလည်းဖြည့်လို့ရသေးတယ်အဲဆိုရင်ဒါလေးရမနော်ကဲအဲဆိုရင်အိမ်ပိုင်းပြီနောက်ထပ်တစ်ခုသားမင်း ံပါတ်30ကိုဆက်ရအောင်နံပါတ် 30g ပတန်ကကြတော့နာနီနာနီ နာနီနာနီဝမိုတိုယော်ဒီဆိုတဲ့ grammar pattern လေးတာမကဒါမှမဟုတ်လို့ရှင်လေသူကလည်းတာမကလို့တော့ဘာသာပြန်လို့ရတယ်အဓိပ္ပာယ်ကတော့ကွာနောင်ဝမ်ဝမိုတိုယော်ဒီနောင်တူလို့မှတ်ထားလိုက်ရင်ရပြီပြောမနေနေတော့ဆိုတဲ့အဓိပ္ပာယ် and 3မှာဘာနဲ့သွားတူလဲဆိုလို့ရှင်ဝမိုချီတော်နဲ့အတူတူပဲဒါဟာ and 3မှာတော့ဝါဆိုလို့ရှင်မိမိကာရ grammar မှာဆိုရင်နာနီနာနီဝမိုချီတော် best luck လေးနဲ့နာနီနာနီဝမိုတိုယော်ဒီဆိုပြီးတော့ကကြတော့ပြောမနေနေတော့နောင်ဝမ်ကတော့ပြောမနေနေတော့နောင်တူလည်းပဲရှိတယ်ဆိုတဲ့အဓိပ္ပာယ်ရှင်ရကိစ္စကတော့ပြောမနေနေတော့သူ့နောက်ကကိစ္စလည်းပဲရှိတယ်ဥမာအဖြစ်ငါတို့က ုံမနီကတော့အာဗာလဲဆိုတော့အဲဘိုနပ်ဆရာဖို့ကတော့ပြောမနေနဲ့တော့ဟုတ်ပြီနော်ဘိုနပ်ဆရာဖို့ကတော့ပြောမနေနဲ့တော့လစာတောင်ပေးဖို့လစာတောင်ပေးဖို့အနိုင်နိုင်ဟုတ်ပြီနော်အဲ့လိုပုံစံမျိုးဟုတ်ပြီနော်အဲ့ဒီပုံစံမျိုးမှာပြောတာရှီယာကိစ္စတော့ပြောမနေနဲ့တော့နောက်ကကိစ္စလည်းပဲရှိတယ်ဆိုတဲ့ပုံစံဝါမွတ်တိုယော်ရီယာဆိုလို့ရှင်ဝါမွတ်ကြည့်တော့ ਨੇ အတူတူပဲဟုတ်ပြီနော် now one ဝါမွတ်တိုယော်ရီ now two အဲ့လိုပဲအဲ now one what မိုးကြီးတော့နောင်တူအဲ့လိုမျိုးလဲတုံးလို့ရတယ်နောင်မဲလိုက်မယ်ပေါ့နော်သူ့နောက်မှာတော့သူအစင်ပြေတာကတ်လို့ရပြန်နောင်ဝမ်းဝနောင်တူနောင်ဝမ်းဝမိုးတူရည်နောင်တူလို့လဲမှတ်ထားလို့ရတယ် ဟုတ်ပြီနော်အဲ့လိုမျိုးနောက်နှစ်ခုဆက်ပြီးတော့လဲတွဲပြီးသုံးလို့ရတယ်။ကဲအားဆိုတော့ကကြတော့အီဂျီပန်သွားမယ်နော်။အီဂျီပန်မှာတပောက်ကိုဟာဆီလိတ်ကဆိုလို့ရှင်ဟွန်းနင်းဝါမှုတို့ရောဒီဟွန်းနင်းစွာကာယကံရှင်ကိုပြောတာကာယကံရှင်ကာယဝကာယကံရှင်ကတော့ပြောမနေနဲ့တော့ကာယကံရှင်ကတော့ပြောမနေနဲ့တော့ဟုတ်ပြီနော်မာဝါဒီနော်ဘေးပတ်ဝန်းကျင်မှာရှိတဲ့ဟီတိုနီမို့လူတွေကိုလည်းပဲဂိုင်းဆိုတာကဘာလို့ပြောချင်တာလဲဆိုလို့ရှင်ဆုံရှုံမှုတွေပေါ့ကွယ်ဆုံရှုံမှုတွေကိုအိုရောဖို့ဆူဆာပြန့်နှံ့စေတယ်ဆိုတော့ဘေးပတ်ဝန်းကျင်ကလူတွေကိုလည်းထိခိုက်ပျက်စီးစေပါတယ်ပြောရမယ်ဆိုလို့ရှင်ထိခိုက်စေတယ်ဆိုတဲ့ အထိပ္ပယ်မျိုးဖြစ်ပါတယ် ဒါဆိုရင်ရမနော်နောက်တစ်ခုနံပါတ်2နိဗ္ဗာန်ကိုသွားပါမယ်နိဗ္ဗာန်ကကြတော့ဂျီမိုတိုနောဂျူမင်ဝါမိုတိုယောရီအဲ့နေရာမှာဝါမိုကြည့်တော်လဲထည့်လို့ရရယ်နော်ကိုယ့်ရဲ့ဒေတာမှာရှိတဲ့နေထိုင်နေပြောမယ်ဆိုရင်ကွာဒီဒေတာလိုပဲဘာသာပြန်ပေးလိုက်မယ်နော်ဒီဒေတာမှာရှိနေတဲ့နေထိုင်နေသူတွေကတော့ပြောမနေနဲ့တော့ဟုတ်ပြီနော်နေထိုင်နေသူတွေတာမကလည်းရရယ်ဒါပေမဲ့ကျွန်မကတမင်တက်တက်ကိုပြောမနေတယ်လို့လို့ဘာသာပြန်ပြီးအလွတ်ချက်ထားတာဖြစ်တဲ့အတွက်ပြောမနေတဲ့တော့ကပါဇက်ထဲမှာဆွေးနေတာမို့လို့အဲ့ဟာပဲပြောလိုက်မယ်ဟုတ်ပြီနော်အဲ့ဆိုအခါကျဒီဒေတာရဲ့နေထိုင်နေ ့သူတွေကတော့ပြောမနေနဲ့တော့သူတို့တော့ပြောမနေနဲ့တော့ရှူအန်တော့ဘေးပတ်ဝန်းကျင်မှာရှိနေတဲ့ချီကီနီဘေးပတ်ဝန်းကျင်မှာရှိဘေးပတ်ဝန်းကျင်ဒေသမှာနေတာကိုပြောတာပေါ့နော်ဘေးပတ်ဝန်းကျင်ရဲ့ဒေသမှာစုမှုနေထိုင်တဲ့ဟီတိုတာချီမိုလူတွေကလည်းပဲဘာဖြစ်လဲဆိုရင်ဂန်ရှိလျော်ကူဟာကူဒန်ရှော့ဆိုတဲ့အာဒါကဘာလဲဆိုရင်နျူကလီးယားပေါ့နော်နျူကလီးယားတပ်ဖောင်းဖို့ပြောတာနျူကလီးယား နျူကဘယ်လိုရေးရလဲမသိတော့ဘူးနျူကလ িয়ার ဓာတ်ပေါင်းမှုပေါ့အဲ့ဒီနျူကလ িয়ার ဓာတ်ပေါင်းမှုပေါ့နော်အမှားသွားမှာဆိုလို့နော်စာလုံးရေးတာမြန်မာစကလုံးလေးရမှားသွားလို့ရှိရင်အဟိုဟာဖြစ်တယ်ကျွန်တော်တို့ကအဲနျူကအဲ့လိုရေးမယ်ထင်တယ်နျူကလ িয়ার ထင်တယ်နော်အဲ့အဲ့လိုကုံစံမျိုးဖြစ်မယ်အထားလိုက်ပါတော့နော်ကျွန်မရေးတာမှန်တယ်ကွန်မန်နာဆိုင်တော့ကျွန်မဒီဟာကိုရေးဖို့အတွက်ကိုမရေးတာမှားသွားမှာဆိုလို့နော် ကဲအဲ့ဆိုလို့ရှိရင်အဲ့နျူကလ িয়ার ဓာတ်ပေါင်းပိုအပေါ်မှာဖူအန်ဆိုတာကအစိတ်မလုံခြုံတာဟုတ်တယ်မဟုတ်လားအဲ့ဆိုတော့စိုးရိမ်တာကိုပြောတာစိုးရိမ်မှုတွေကိုခံကြည့်တဲ့ဤသူခံစားနေရပါတယ်တဲ့ကဲအဲ့ဆိုလို့ရှိရင်ဘာဖြစ်လဲဆိုတော့အခါကျတော့ဒီဒီသားမှာရှိတဲ့နေထိုင်တဲ့သူတွေကဆိုလို့ရှိရင်အာနော်နေထိုင်တဲ့သူတွေကိုတော့ပြုံးနေနေတော့ဒီဒီသားမှာရှိနေတဲ့နေထိုင်တဲ့သူတွေကိုတော့ပြုံးနေနေတော့ဘာဖြစ်လဲဆိုတော့အခါကျဘေးပတ်ဝန်းကျင်ဒေသတွေမှာနေထိုင်တဲ့သူတွေတောင်မှလည်းပဲနျူကလ িয়ার အဲ့နျူကလ িয়ার ဓာတ်ပေါင်းပိုအပေါ်မှာဖူအန်ဆိုတဲ့စိတ်မလုံခြုံမှုတွေအပလော ခါကျစိုးရိမ်မှုတွေကဆိုလို့ရှိရင်ခံစားနေရတာပဲဖြစ်ပါဘယ်ချိန်များဒီနျူကလ িয়ার တပောင်းပွေကပောက်ကွဲမလဲအာယူစိတ်မလဲဘလို့များဖြစ်မလဲဆိုပြီးတော့စိုးရိမ်နေကြတာလေဟုတ်ပြီနော်အဲ့ပုံစံမျိုးလေးပါနော်အဲ့ဒါဆိုရမယ်နော်နောက်ထပ်တစ်ခုနံပါတ်3စမ်းမန်အောင်သွားမယ်နော်စမ်းမန်ကကျတော့ခုနကကိုတေဝဒီတောင်းပါဆိုလို့ရှိရင်ကျော်89တေဝကျော်89ဆိုတော့ကကျစာတင်ငန်းရဲ့အတွင်းဒေဝမို့တူရော်ဒီစာတင်ဝန်စာတင်ခန်းရဲ့အတွင်းထဲမှာတော့ပြောနေနေတော့ ကျောရှိစနောစတိုတေမူစာတင်ကန်းရဲ့အပြင်မှာလေးပဲကင်းကိုစိလိမ့်မတောက်တာကိုမမုတ်သိခူရာဆိုင်စိလိမ့်မတောက်ရတာကိုစောင့်ထင်းပေးပါဆိုစိလိမ့်မတောက်ရတာကိုလိုက်နာပေးပါစာတင်ကန်းနဲ့ကတော့လုံးဝပြောမနေနဲ့တော့နော်စာတင်ကန်းရဲ့အပြင်ကြောင့်ဒီရဲ့စာတင်ကန်းရဲ့အပြင်မှာလဲစိလိမ့်မတောက်ရဘူးဆိုတာကိုလိုက်နာပေးပါဆိုရင်အထိပ္ပယ်ဖြစ်ပါတယ်ဒါကြောင့်မို့လို့နောင်ဝမ်းကတော့ပြောမနေနဲ့တော့နောင်တူလေးပဲဆိုရင်အထိပ္ပယ်မျိုးမှာသုံးတာလေးပဲဒီမှာတွေ့လားဟုတ်ပြီနော်လေးပဲဒါကြတော့နောင်ဝမ်းနောင်တူတွေ့ထားတာဒီလိုနောင်တစ်မျိုးလေးနဲ့ပဲတွေ့ပြီးတော့ခါကြလေသုံးလို့ရတယ်နော်ကဲအဆလို့ရှိ င်ရင်ဒီနေ့အတွက်ကတော့ဗာလေးရသွားပြီလို့ဆိုလို့ရှိရင်အာဒီရဲ့ ground မှာပတ်တန်လေးပြီးသွားပါပြီ။ကြည့်အားဆိုလို့ရှိရင်အားလုံးမရမယ်လို့ထင်ပါတယ်။နောက်ဗီဒီယို file လေးတွေကိုလည်းခဏလောက်စောင့်ပေးပါအောင်။ကျွန်မအာစူးစမ်းပြီးတော့လုပ်နေတယ်။ဘာလို့လဲဆိုတော့ဒီဟာတွေကပြန်ပြီးတော့လက်ခွက်ရရတာပေါ့နော်။ကျွန်တော်တို့စာအုပ်ကလည်းလုံးလုံးပြောလို့မရဘူး။တအားရှုပ်တယ်။အဲပြီးတော့ခါကြကိုယ့်ရဲ့ပုံစံလေးနဲ့ပဲကိုသွားကျင်တော့ textbook စာအုပ်ကဟာကိုလည်း textbook မှာလည်းသွားပြီးမရင်းကျင်ဘူး။နောက်ထပ်တစ်ခုကကြတော့ဟို textbook မဟုတ်ဘဲနဲ့ screen recording နဲ့သွားမယ်ဆိုပြန်တော့လည်းပဲအဲ့ဒီမှာကဘာဖြစ်လဲဆို screen recording ရဲ့ဟာကိုဟိုကြတော့လေ ယ်ကိုယ့်ရဲ့လက်ရင်းနဲ့ပဲရေးပြီးတော့ရှင်းရှင်းကျင်တာဖြစ်တဲ့အတွက်ကြောင့်เนาะခဏလေးတော့ဆောင်ပေးပါအလုံးကိုကျေးဇူးတင်ပါတယ်